အားလုံးပဲမင်္ဂလာပါရှင်မြန်မာ youth platform MYB ရဲ့ student interview season လေးကနေကြိုဆိုလိုက်ပါတယ်ဒီ interview season လေးမှာဆိုရင် MYB တန်းန်းတွေကိုတက်ရောက်ခဲ့တဲ့ကျောင်းသူကျောင်းသားတွေကမှရွေးချယ်ပြီး MYB မှာတက်ခဲ့တဲ့သူတွေရဲ့တွေ့ကြုံလေးတွေကိုမေးမြန်းသွားမှာဖြစ်ပါတယ် ်အမှန်ပြီကိုစသီးခဲ့တာကကျွန်တော် grade တွဲတော့ဟာဒီ high grade တွဲတော့ကကျွန်တော်ကဒီ Facebook က post တခုမှအမှန်ပြီကိုတွေ့တယ်။အမှန်ပြီကိုတွေ့ပြီးတော့ကျွန်တော်မတက်ဖြစ်သေးဘူး။မတက်ဖြစ်သေးပဲနဲ့ကျွန်တော်မှုမမမနေရပြီးတော့ကျွန်တော် grade တွဲဖြည့်လိုက်တယ်။ grade တွဲဖြည့်ပြီးတော့ grade အောင်သွားတဲ့အချိန်ကြတော့မှကျွန်တော်အမှန်ပြီကိုဆက်တွေ့ပြီးတော့စမ်းတက်ခြင်းတက်ဖြစ်သွားတာဗျာ။တင်ကအများကြီးရှိတဲ့ online platform တွေထဲမှာ MYB ကိုယူတက်ဖြစ်တာကတော့ MYB မှာကဗျာတင်ရလည်းလွယ်တယ် ဒီလိုရှိရင်သူ့မှာရှိတဲ့မော်ဂျူတစ်ခုချင်းစီမော်ဂျူတစ်ခုချင်းစီကိုသူကတင်ခန်းစာလေးတွေလောက်ထားတာပါကျွန်တော်တို့တင်ခန်းစာတစ်ခုပြီးတိုင်းကိုဒီညံစမ်းပုံစံမျိုးတွေထည့်ပေးရတယ်အဲဒီညံစမ်းလေးတွေကကျွန်တော်တို့အမှုမမဲ့တင်အောင်မှာခေါင်းနဲ့ဆွဲတယ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေအဲဒီတင်ခန်းစာအကုန်လုံးပြီးပိုင်းမော်ဂျူတစ်ခုပြီးရကျွန်တော်တို့ကိုအတိမတ်ပြုလက်မှတ်အနေနဲ့ certificate ဆိုတာထုတ်ပေးတယ်အဲဒီတော့ဗျာကိုတော့ကအကျိုးရှိတာကြီးပဲအဲ့ဒါကြောင့်မလို့ကျွန်တော်ကအမှတ်ပြီးမှတင်လက်ဆက်တက်ဖြစ်တာဗျာ အမွန်ဒီမှာဒနဆမ်တက်ကိုကျွန်တော်ကိုကျွန်တော်ကတော့လူဝချင်အများကြီးလိုပဲထင်တယ်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ကအဲဒီအမွန်ဒီမတက်ခင်မှာကျွန်တော်ကဘလူးဒက်ဘီယာပါစားဘလူးဒက်ဘီယာပါစားတူတယ်ဆိုတော့ကျွန်တော်လောကကိုဝင်ရတော့မယ်ဒီတက်ကတူတူတက်ဖွဲ့ယူပြီးလောကဝင်ရတော့မယ်ဆိုတော့ကျွန်တော်သိတယ်ဗျအဲ့ဒီမှာကျွန်တော်လုပ်ငန်းဝင်ဝင်ပြီးတော့ပြင်ပမှုတူတာပုံစံမျိုးအထူးတခုတူတာတည်ကျင်တာတည်တည်ရှိတယ်။အဲ့လိုတည်ကျင်တဲ့အတွက်ကျွန်တော်တည်လို့တဲ့ဟာတွေကိုရှားကျင်တယ်။အဲ့လိုရှားကျင်တာနေပြီးတော့အမှန်တရားတွေ့သွားတာပေါ့။ အရင်တို့ရတာ career development နဲ့ပတ်သက်တဲ့ course တွေကိုတွေ့တယ်။အဲ course တွေကနေတစ်ဆင့်ကျွန်တော်နောက်ပဲ set up ဖြစ်သွားတယ်။ M1B မှာကျွန်တော်အဓိကထားပြီးသင်ခဲ့တဲ့ course တွေက career development နဲ့ပတ်သက်တဲ့ course တွေရှိမယ်။ပြီးလို့ရှိရင် business နဲ့ပတ်သက်တာတွေရှိမယ်။ digital နဲ့ပတ်သက်တာတွေရှိမယ်။အဓိကတော့ career development ကိုတော့ကျွန်တော်ကပိုစိတ်ဝင်စားတယ်။အဲဒါကျွန်တော် career development ကိုတော့ပို့ပြီးတော့အလေးစိုက်ဖြစ်တယ်ပေါ့။ က်ရောက်ခဲ့တဲ့ course တွေကိုကျွန်တော်ဘယ်လိုရွေးချယ်ခဲ့လဲဆိုရင်ကျွန်တော်ကကြည်တွဲပြီးကစားကျွန်တော်လုပ်ငန်းဝင်မကြခင်ဝင်ရတော့မယ်ဆိုတာပဲကျွန်တော်သိအဲ့ဒီမှာကျွန်တော်လုပ်ငန်းဝင်မဝင်ခင်မှာလိုအပ်ချက်ကိုသိချင်လို့ကျွန်တော်ရှာတယ်ရှာရင်လည်းကျွန်တော် MWB မှာအဲ့ဒါအကြောင်းသင်ပြီးတဲ့သင်တန်းရှိတယ်ကျွန်တော်တွေ့သွားတယ်တွေ့သွားတော့အဲ့ career development ကိုကျွန်တော်ရင်းစွန်း join ကြည့်လိုက်တယ်လက်ကြည့်လိုက်တယ်အဲ့မှာတိခဲ့တာတွေက CV လို့ကာဗလက်တာလို့ပါတော့အဲ့ဒါတွေတော်တော်များများပါဗျာ အဲ့ဒါကြီးကကျွန်တော်တို့ရဲ့ channel ကိုင်းယူတဲ့အတွက် MYP မှာကျွန်တော်ဆက်တက်ဖြစ်တယ်။တရုတ်ကနေ course တွေကတော့အကုန်လုံးလက်တွေ့ဘက်မှာတော့ဝင်လာပြီပါပဲ။ဒါပေမဲ့ကျွန်တော်ကလက်တွေ့အသုံးမချသည်အဲ့ဒါပဲရှိရ။ဒါပေမဲ့တခုအကျိုးကျေးဇူးကတော့ဒီကိုကိုကိုဒီဟာတွေတက်ထားတဲ့အတွက်နည်းနည်း confidence တော့ရှိတယ်။အဲကျွန်တော်တို့အကျိုးကျေးဇူးထူတယ်ပေါ့ဗျာ။တရုတ်ကနေ course တွေကလက်တွေ့ဘက်မှာအကုန်တော့ဝင်နေတယ်။ ဒါပေမဲ့ကျွန်တော်ကလုံကောင်းကွန်ပေါ်ရသည်ဘူးအဲ့ဒီတည်းကျွန်တော်အကုန်လုံးကိုတုံးချသည်ဘူးတချို့တစ်ဝက်တုံးချရတဲ့ဟာဒီတော်တော်များများကကျွန်တော်တို့ကအသုံးဝင်တာတွေကြီးပဲကျွန်တော်ရင်ကမတိခဲ့တာတွေတိလာကျွန်တော်မကူညီပေးနိုင်တာတွေကူညီတိုင်းနိုင်တယ်ဒါကျွန်တော် MIB ကတိခဲ့တဲ့ဒါပညာရဲ့ကျူးကျူးပေါ့ဒီကျွန်တော်တင်ယူတဲ့ဒီ course ဒီတစ်ခုချင်းစီမှာ အကြိုက်နှစ်သက်ဆုံးဒီအပိုင်းလို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ lecture တစ်ခုစီပြီးသွားတယ် lesson တစ်ခုစီပြီးသွားတယ်အဲ့လိုပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီ lesson ရဲ့အနောက်မှာပါတဲ့ကျွန်တော်တို့ပုံလေးနဲ့အတန်လေးနဲ့အဲ့ဒါလေးကိုနားထောင်နားထောင်ပြီးရင်ကျွန်တော်တို့ဖြေရတဲ့ဉာဏ်စမ်းလေးတွေကိုကျွန်တော်အကြိုက်ဆုံးပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ lesson တစ်ခုပြီးလိုက်မှဉာဏ်စမ်းတစ်ခုလာတယ်အဲ့ဒီတော့ကျွန်တော်အမှုမဲ့မဲ့မဲ့သင်လိုက်ရင်တော့ကျွန်တော်တို့နားလည်းမှာစွဲစီတယ်ဗျာအဲ့တော့ကျွန်တော်တို့မှတ်မိရလွယ်ရင်ပေါ့ အဲ့ဒီအချက်ကိုကျွန်တော်ကြိုက်တော့ပါဗျာအမွေးပြီးကိုမတက်ခင်နဲ့တက်ပြီးပြောင်းလဲချက်ကတော့ကျွန်တော်အမွေးပြီးကိုမတက်ခင်ကကျွန်တော်ကလူပေါင်းတော်မဆန်ဘူးတကယ်ချင်းပေါင်းတင်လဲနေတယ်ပြောဘာလို့လဲဆိုတော့မပြောရမဆိုရဖြစ်တာကိုကိုယုံကြည်မှုမရှိဖြစ်တယ်ဒါပေမဲ့အမ်ပွဲမှာတက်ပြီးသွားပြီတက်ပြီးသွားတဲ့အချိန်မှာကျွန်တော်အခုလည်းဆက်တက်နေသေးတယ်အဲ့လိုတက်နေရင်လည်းကျွန်တော်ကိုကိုယုံကြည်မှုရှိတာလေကျွန်တော်မိတ်ဆွေတွေတချို့မတည်သေးတဲ့ပညာရက်ကိုကျွန်တော်တည် အဲ့ဒါကျွန်တော်ရဲ့ကျွန်တော်အပေါ်ယုံကြည်မှုရှိလာတာပဲကျွန်တော်မိတ်ဆွေတွေမလုံနိုင်တော့ကျွန်တော်ကူညီလာနိုင်တယ်အဲ့ဒါကျွန်တော်ကိုယ့်ကိုယ်ယုံကြည်မှုရှိလာပါတယ်ဗျဒီ MNP မှာတက်ဖို့စဉ်းစားနေတဲ့ဒီလူငယ်တွေတကယ်ချင်းတွေအတွက်လည်းကျွန်တော်ပြောချင်တာကတော့ကိုကအကြောင်းမျိုးအကြောင်းကြောင်းဆက်ပြတ်တက်ဖြစ်တဲ့လူငယ်တယောက်လားဒါမှမဟုတ်လို့ရှိရင်ကိုကဒီကိုရဲ့တမူဝမ်းကြောင့်ဒါမှမဟုတ်ဘဝအတွက်အတော့ဝင်တဲ့ပညာရဲ့တခုကို ကိုအားတဲ့အချိန်မှာ အချိန်နဲ့အရန်ပေးစရာမလိုလွယ်လွယ်ကူကူနဲ့တင်ကျင်တဲ့လူလားအခမဲ့လည်းတင်လို့ရတယ် certificate ဆိုတဲ့အတိအမှတ်ပြုလက်မှတ်လေးရမယ်ပညာလည်းရမယ်တွေ့ကြုံလည်းရမယ်အဲ့လိုမျိုးလူတွေဆိုလို့ရှိရင်တော့ဒီမှာ youth platform MYB ကအကောင်းဆုံးတင်လို့ရတဲ့နေရာဖြစ်တယ်လို့ပဲကျွန်တော်ပြောချင်တယ်ဗျ MYB ကိုစာကြောင်းတူတစ်ခုနဲ့ပေါ်ပြရမယ်ဆိုလို့ရှိရင် ြမလူငယ်တွေရဲ့စွန့်ရင်မြင့်တင်ဖို့အတွက်အသိပညာတိုးပွားဖို့အတွက်အခမဲ့တင်နိုင်တဲ့တင်ယူရအလွယ်ကူဆုံး platform တစ်ခုပြောပါဆိုရင် MNB ပဲဖြစ်ပါတယ်ဗျာမြန်မာလူငယ်တွေအတွက်အသုံးဝင်တဲ့အသိပညာတွေဘူတုဒ္ဒတွေကိုအခမဲ့ဖြန့်ဝေပေးတဲ့ MNB အဖွဲ့အစည်းကိုအထူးပဲကျေးဇူးတင်ပါတယ်ပြီးတော့ဒီလိုအပိုးတန်တဲ့ဒီအသိပညာတွေကိုမြန်မာလူငယ်တွေကိုဖြန့်ဝေပေးတဲ့ ပြီးတော့မြန်မာလူငယ်တွေရဲ့ဘဝတွေကိုအသေးပဲရှိတော့လုပ်ပေးတဲ့မြန်မာ youth platform MNB ကလည်းခုလိုပဲပညာကိုဒါနပြုနိုင်တဲ့ဖွဲ့စည်းတစ်ခုအနေနဲ့ထားဝရရည်တည်နိုင်ပါစီလို့အားပေးစကားပြောလိုပါတယ်ဗျာ။